ီတစ်ခါမှာဆိုတော့အလှပနဲ့ပတ်သက်ပြီးတော့ပြောရအောင်မယ်အဲ့တော့ဒီမှာဆိုတော့ T club ထဲမှာဖတ်ထားလေးပြောပြပေးမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တချို့လေမင်းကြီးတော်တော်များများလဲကျောင်းရမှာပဲဘာလဲဆိုတော့အသားလေးကဖြူရတာနဲ့မျက်နှာမှာ ညို့မျက်နှာညို့နေတာပေါ့နော်ပြည့်လို့ရှိရင်တော့လေလူကကြည့်လိုက်လို့ရှိရင်မျက်နှာကိုတမ်းမိမြင်တဲ့အတွက်မျက်နှာမြင်လိုက်လို့ရှိရင်အသားဖြူရလို့မထင်အောင်အဲ့ဒီကောင်မလေးကဒါပေမဲ့သူ့အသားဖြူဖြူဖြူချစ်စရာလေးလက်သားရောင်နဲ့မျက်နှာအသားရောင်နဲ့မတူတာနော်ဟုတ်တချို့လူကြတော့လည်းရှိတယ်မျက်နှာအရန်ဖြူပြီးတော့အသားမူတာပေါ့နော်အဲ့ဒါမျိုးရှိရဲ့တချို့တွေကြတော့ဘာလဲဆိုတော့ဟိုအသားဖြူပြီးတော့မျက်နှာညို့တာပေါ့အဲ့တော့အသားဖြူပြီးတော့မျက်နှာညို့တဲ့ဒါညီမလေးအတွက်ပေါ့နော်မျက်နှာဖြူအောင်ဘယ်လိုလုပ်မလဲဆိုရင်နီလန်းလေးရေးပေးထားတာအဲ့တော့အဲ့လိုမျိုးဖြစ်ပြီးဆိုရင်တော်တော်လေးတော့ဆိုရယ်နော်အသားလေးဖြူ ွယ်တာမျက်နှာလေးညှို့နေဖြူမှန်းမသိတာအောင်เนาะသိတာစေချင်ပါဘူးကိုကတကယ်ဖြူတာပဲဟာအဲ့တော့ဒီမှာဆိုရင်တော့ဗာပြောလဲဆိုတော့အဓိကတော့မျက်နှာညှို့နေတဲ့ကိစ္စမှာဆိုရင်ဟိုမျက်နှာဆိုတာလုံးဝအပြင်ကိုပေါ်ပေါ်တင်တင်ထွက်နေတဲ့အရာအဲ့တော့မျက်နှာသားကြီးတကယ်ကို sensitive ဖြစ်မယ်ဆိုလို့ရှိရင်နေတန်းလေတန်းပြီးတော့လို့ရှိရင် cell ဟိုပြောရမယ်ဆိုခလေးဆိုတော့မသိဘောเนาะမျက်နှာကိုသိချာမသိမိတာမျိုးတွေပေါ့ cell အသေးစုပြုံပြီးတော့မျက်နှာညှို့ရင်းကြီးဖြစ်နေတာမျိုးတွေဒါမျိုးတွေလည်းဖြစ်တတ်တယ်အဲ့တော့အသားဖြူစေဖို့အတွက်ဆိုပြီးတော့သူကဗာပြောလဲဆိုတော့ဒီပေါ့เนาะလိုအပ်တဲ့အရာ ာတွေကဘာလဲဆိုတော့ဥမာသင်္ဘောသီးလိုအရာမျိုးသုံးနေရတယ်နောက်တစ်ခုကဘာလဲဆိုတော့ vitamin C vitamin B3 နဲ့ vitamin A ဒီလိုမျိုးဓာတ်တွေပါဝင်တာဟုတ်တဲ့ဒီ cosmetic တွေဆိုလို့ရှိရင်လည်းပေါ့နော်ဒါမျိုးတွေပါဝင်တာအဓိကထားပြီးတော့သုံးဆွဲပေးရမယ်လို့ပြောထားတယ်။အဲ့တော့အဓိကကတော့ဒီပေါ့နော်မျက်နှာသစ်ဆက်ပြာဆိုရင်လည်းသင်္ဘောသီးကိုအခြေခံပြီးတော့အထုတ်ထားတဲ့မျက်နှာသစ်ဆက်ပြာမျိုးကိုရွေးပြီးတော့သုံးပေးရမယ်။ပြီးတော့ဒီဘာကြောက်လိုမျိုးသုံးရမှာလဲဆိုတော့သင်္ဘောသီးသင်္ဘောသီးကကြတော့မျက်နှာမှာရှိတဲ့ cell အသေးတွေကို ဖယ်ရှားပေးတဲ့ပြင်သူ့ရဲ့ဒီအယောင်တိုင်းပေါ့နော်အသားကြီးကဝင်းဝင်းဝါးဝါးလေးနဲ့ပို့ပြီးတော့ဟိုလင်းလင်းမြန်မြန်နဲ့ပေါ့နော်ဖြူပွေးလာစေပါတဲ့အာနောက်တစ်ခုကတော့ဗိုက်တာမင်စီကတော့အားလုံးပဲသိတဲ့အတိုင်းပဲပေါ့နော်ဗိုက်တာမင်စီပါတာကအသားကြီးကိုဖြူပွေးစေတယ်ပြီးတော့ခရမ်းလွန်ရောင်ကြီးခရမ်းလွန်ရောင်ကြီးကနေခရမ်းလွန်ရောင်ကြီးနဲ့အရေပြားပေါ့နော်ဒါရဲ့ထိတွေ့မှုကိုဂျားလေးကနေပြီးတော့ရှီတက်ထက်အနေနဲ့ကာဝယ်ဓာတ်ဆီပေးနိုင်ပါတယ်တဲ့ဒါကြောင့်မလို့ဒီသမော့သီးကိုတော့သူအဓိကညှို့နှားရဲဒီထဲမှာနောက်တစ်ခုကဗိုက်တာမင် B3 ကကြတော့အသားကြီးကိုဖြူဝင်းစေတယ် ယ်ခုနပြောတဲ့ vitamin A ဒါကကြတော့ဟိုဖြူဖြူဝင်းစေရုံနဲ့မဟုတ်ဘူးပေါ့နော်အသားရကြတော့တင်းတင်းရင်းရင်းလေးနဲ့ပို့ပြီးတော့လေဒီကြည်ကြည်လင်းနဲ့အသားလည်းကောင်းတယ်ပြီးတော့အသားလည်းဖြူစေရလို့ပြောထားတယ်။ဒါဆိုရင်တော့တမောသီကိုဟိုကိုကအပြင်မှာပေါ့နော်ဖြည့်စွက်စာအနည်းနဲ့တမောသီလည်းစားလို့ရတယ်ပြီးတော့ရင်တမောသီကိုအခြေခံပြီးလုပ်ထားတဲ့ cosmetic တွေကိုလည်းအသုံးပြုပြပါဆိုပြီးတော့ပြောထားတယ်။အော်အဲ့လို အတေးရအောင်နော်အသားတွေအတွက်ကိုအကုန်လုံးအထောက်အကူပြုပါနော်ကျွန်မတို့ကျွန်မတို့အတွက်ကောင်းတယ်အသေးနဲ့ညစားပြရနော်ဟုတ်တယ်ကဲဒီတစ်ခါလဲဆင်ပြောမယ့်အကြောင်းအရာကအသေးအကြောင်းဝင်ပြောပြအောင်မယ်အသေးနဲ့ပတ်သက်ပြီးတော့ဒါအသုံးပြုပုံပေါ့နော်တဘာဝဒီဆန်ရွယ်လေးပျော့ဖို့အတွက် conditioner ဒီအသေးလေးအသေးလေးတဲ့ပေါ့နော်ဒါပြုတ်လုံးမှာအိမ်တွင်းနီးလန်းလေးတွေဒါ Sandy Artist ကရေးထားတဲ့အကြောင်းအရာပေါ့နော်တတိစပင်ပျော့စီတဲ့တို့တွေစပင်နေပေါ့နော်ပျက်စီးရဲ့နောက်ပြီးစပင်နေအပြားကြီးနှစ်ခွဖြစ်တယ်ပေါ့ဒါကြတော့စပင်ကိုဒါအပူနဲ့ကောက်လိုက်ဖြောင်းလိုက်တွေလုပ်တယ်အဲ့ဒီအပြင်ပေါ့နော် စပင်းတွေဆေးဆိုးတာတွေအဲ့လိုမျိုးဖြစ်လာတဲ့အခါမျိုးမှာဆိုရင်ဒီစပင်းတွေကိုပေါ့တဘာဝနေလန်းလေးနဲ့ပြန်မြှုပ်ကုသပေးမယ်ဆိုရင်အဲ့ဒီစပင်းတွေကတကယ်ကိုပြန်မြှုပ်ကောင်းလာလိမ့်မယ်ဆိုတာကိုဒါစပင်းကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင်ကိုအာမခံထားတဲ့အကြောင်းများလေးပေါ့နော်ဒါဒီနေလန်းလေးကိုတော့အသုံးပြုစေခြင်းလေဒီတော့ဘယ်လိုမျိုးအသုံးပြုရမလဲဆိုတော့သူကပထမဆုံးငှက်ပြောသီးကိုအသုံးပြုလိုက်တာလေဒီထဲမှာဆိုရင်ဒါငှက်ပြောသီးစပင်းငှက်ပြောသီးမှက်မဲ့စပင်းပြောစေးပေါ့နော်ဒီဖြောရည်ဒါအနံ့ကိုရမယ်ဆိုရင်တော့စပင်းမလိမ့်တော့ပဲတောက်တောင်တောက်ချင်လိမ့်မယ်လို့ပြောထားတယ်ပေါ့နော်အေးဒီတော့ဘယ်လိုပြုလို့ရမလဲဆိုတော့ဒီဟာက တော့ဒီငါပြောသေးမှက်မှက် ဒီပေါ့နော်အလုံးရဲ့တဝက်ပဲယူမယ်ပေါ့နော် ပြီးပြီဆိုရင်တန်လွင်စီတစုံနောက်ပြတင်းချင်းတစုံနဲ့ဒါတွေအကုန်လုံးကိုဒါရောပြီးတော့နှံ့အောင်ໝွေလိုက်ပေါ့နော်ໝွေပြီးပြီဆိုရင်ခေါင်းလျှော်ပြီးစဒီရေစုံလေးရဲ့စပင်ကိုအရင်ကနေအဖျားထိလိမ့်ပေးရမှာခုနအငွေအရောပေါ့နော်ဒီစပင်ရှင်ရှိသလိုတဲ့ဖြောဆက်တဲ့ဆေးရည်ကကြတော့ဒါအချို့အစပေါ့နော်ကိုအနေများပေါ့နော်ဒါကိုကိုအနေနဲ့ချင့်ချင်ယူမယ်နောက်ပြအဲ့ဒါလိုပြုလုပ်ပြီးပြီဆိုရင်ရှာဝါကပ်ပလီနဲ့ပဲဖြစ်ဖြစ်ဒါစပင်ကိုပေါ့နော်ပေါင်းထားလိုက်ပေါင်းပြီးပြီဆိုရင်ဒါမိနစ်30လောက်တော့ထားပေးရမယ်နာရီဝက်လောက်တော့ထားပေါ့နော် ပြီးပြီဆိုရင်ရေအေးလေးနဲ့ပြန်လျှော်ချလိုက်တဲ့ဒါဒီလိုမျိုးငပြောသည်ဒီသပင်ပျော်စီနီးလန့်အောင်ကြတော့တစ်နှစ်လောက်တဲ့တပတ်ကိုတစ်ခါသာဆွဲပြောလုပ်ကြည့်တဲ့သပင်နီးရပေါ့နော်ပြောမယ်ဆိုတော့ဒါတကယ်ဟိုဟိုပျော်ပြောင်းပြီးတော့အိတ်ဆင်းနေသပင်နီးရရှိလိမ့်မယ်လို့ပြောထားတယ်အဲ့တော့တစ်နှစ်ကိုပေါ့နော်ဒါဒီတစ်နှစ်အတွင်းမှာတော့မှန်မှန်လေးရပြည့်လို့သွားတပတ်ကိုတစ်ခါပေါ့နော်အဲ့လိုပြည့်လို့ပြီးပါတယ်ဒီတော့ဘာမှလည်းတိတ်ပြီးတော့မလိုအပ်ဘူးငပြောသည်တန်လွင်စီတိန်ကျင်ဒါလေးပဲလိုအပ်တာပေါ့နော်နောက်ထပ်တနည်းအားကြတော့ဘာလဲဆိုတော့တန်မြိုတဲ့သပင်ပေါင်းစီတဲ့တန်မြိုသီးနဲ့လောက်ရမှာပေါ့နော်ဒါကြတော့ ော့သူကလိုအပ်တဲ့ပစ္စည်းကကျက်ဥလိုအပ်မယ်ကျက်ဥ၃လုံးအောင်လိုအပ်မယ်ဒါတော့ဒါတော့ပြောရမစို့တပတ်တစ်ခါတော့အဆင်မပြေဘူးတဲ့နော်ကျက်ဥ၃လုံးအောင်လိုအပ်မှာပြီးတော့တက်မြေကိုလက်လက်ဆက်ဆက်အရေးတက်မြေကိုအရေးပေါ့နော်ဒါတော့တစုံလိုအပ်မယ်တန်လွင်စီကတစုံနောက်ပြီးတော့မေယောနီစ်တစုံလိုအပ်မယ်တဲ့ဒီတော့ဒါခုနပြောဆိုရဲဒီရောတွေအကုန်လုံးနှမ်းဆက်အောင်ပေါ့နော်ရောပြီးပြီးခေါင်းငွေပြီးပြီးဆိုရင်တဲ့သူကဆေးရောတွေကိုရှော်နေကြခေါင်းရှော်ရီရှမ်ပူလေးသုံးစုံလောက်တော့ထထည့်လိုက်တဲ့ဒါရှမ်ပူသုံးစုံထည့်အားလုံးဒါတေချာနှံ့အောင်ထပ်မွေပြီးပြီဆိုရင်ရေစ ပင်ရေဆွတ်ထားလိုက်ရေဆွတ်ထားတဲ့စပင်ကိုအဲ့ဒီဆေးရည်နဲ့တကောင်းလုံးနှက်အောင်ခေါင်းရှော်နေကြပုံစံအတိုင်းပဲပုတ်သက်ပြီးတော့ရှော်ပြီးတော့ဒါနှိမ့်နေပြီးတော့ခေါင်းရှော်ပေးရမှာပေါ့နော်ပြီးပြီဆိုရင်ဒါရေနွေးနွေးလေးနဲ့ဆင်အောင်ပြန်ရှော်ပေးပါတဲ့တော့ပုံနေတဲ့ဆေးရည်ရှိမယ်ဆိုရင်တော့ရေရဲတဲ့တိုင်မှာတင်းထားလို့ရတယ်ဒါတပတ်ကိုတစ်ချိန်ပေါ့နော်နောက်ပြီးတော့လေဒါတပတ်အတွင်းမှာလည်းနောက်တစ်ချိန်ပြန်သုံးလို့လည်းရရေရဲတဲ့တိုင်မှာဒါတင်းထားလို့ရတယ်ပေါ့နော်ဒါတပတ်ကျော်ပြီဆိုရင်တော့တူကတော့အာနိသင်မရှိဘူးတဲ့ဒါမနှမျောနဲ့လွှင့်ပြလိုက်ပါဆိုပြီးတော့ပြောပြထားတယ်ပေါ့နော်ဒီတော့ဒီတပတ်တပတ်ကိုတူကနှစ်ခါလောက်တော့ပြ လုပ်ပြီးတဲ့ဒါတန်လွင်အဲတန်လွင်စီရဲ့ဒါတန်ပီယိုရီရဲ့မယောနီစီရဲ့ချက်ဥရဲ့ပေါ့နော်ဒီတော့သူကဥကောင်းကိုじゃဥရဲ့ပြားကိုသူကရေတက်ပြန်မျိုးဖြည့်ပေးတာဒီစနေပေါင်းစရာပေါ့နော်ဒီတော့ခုနပြောရင်ငါပြောသေးရဲ့ဒါတန်မျိုးစီရဲ့ပေါ့နော်ဒီတော့ဒီသီးလေးနေဒါကိုနေနေဒါပြုတ်လုပ်ပြီးမယ်ဆိုရင်တကယ်အစွမ်းထက်လာလိမ့်မယ်တဲ့ဒါစပယ်ကလည်းပြန်မျိုးပျော့ဆင်းသွားလိမ့်မယ်ပေါ့နော်ဒါတော့လုတ်ပေးရတော့မှာပေါ့နော်ကိုယ့်ရဲ့စပယ်နေပြက်စီးနေပြီဆိုရင်တော့ဟုတ်တယ်ပြုတ်ကမငယ်လည်းမပါဘူးဆိုတော့အဆင်ပြေဟုတ်တယ်အဓိကတော့အချိန်ရဖို့ပေါ့တစ်ဖက်တစ်ခါဆိုတော့ပိတ်ရက်လေးမှာနော်ပိတ်ရက်လေးမှာလုတ်ပေးရမယ် ကဲအဆောခဏနားလိုက်ရအောင်နော်ထပ်မပြတင်ဆက်ပေးစရာအကြောင်းအရာရှိပါသေးတယ်အခုတော့ခေတ္တပြုံမယ့်အစီအစဉ်ဝင်ဒီမှာခဏလေးနားအောင်မယ်နော်